မော်ဆန်စွာနဲ့ပဲရောဂါခံစားနေရတဲ့အဖွာလေးချက်ချင်းတသက်ပြောက်ကင်းသွားတော့တယ်။ကျူးဆန်းလိုက်တာကွယ်အဖွာတော့အခုအန်းလည်းမအန်းကျင်တော့ဘူး။ဟိုအန်းလည်းမသွားတော့ဘူး။တက်တာသွားပြီ။မင်းသမီးလေးဟာနတ်ဖယားတွေတမျှအစွမ်းထက်တာပဲ။ကျေးဇူးပါကွယ်။ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တော်ရဲ့ channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတော့ မွေးရပါပါလာတဲ့အမတ်ကလေးကြောင့်လူတွေရဲ့ယောဂတွေကိုကုသပေးနိုင်တဲ့မင်းသမီးလေးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။စိတ်ဝင်စားစရာကောင်းတာမို့အဆုံးထိပြအောင်လို့ဆက်ကြည့်ပေးကြပါအောင်နော်။ထုံးစံအတိုင်း VPN လေး on ပြီးတော့ကြည့်ရှုပေးဖို့ကိုလည်းမမေ့ချပါနဲ့ရှင်။ဟိုးရှိရှိတော့ကတရားပြည်ကြီးကိုမင်းချင်းတရားနဲ့အညီ အုပ်ချုပ်နေတဲ့ဘယင်ကြီးတစ်ပါးရှိလေတဲ့။သူမှာကလျာဒေဝီဆိုတဲ့မိဖုရားတစ်ပါးရှိပြီး မိဖုရားဟာတိတ်ကိုလာပါတဲ့။သူတို့နှစ်ဦးမှာရှင်သွေးရန်သားလေးကိုလည်းလွှဲထားရပြီဖြစ်တဲ့ကွယ်။ရှင်သွေးလေးကိုမွေးဖွားတဲ့နေ့မှာတော့ထူးဆန်းတာတစ်ခုဖြစ်သွားတော့တဲ့။အမလီနားလိုက်တာမွေးတော်မယ်ထင်နေ။နားလိုက်တာကေပါဦးမောင်တော်။ညထားတော်မူပါမိဖုရားမွေးလာနေပါပြီ။ဒီလိုနဲ့ပဲမိဖုရားလည်းခလေးမွေးဖွားတော်လေးတဲ့။ခလေးကတားတော်လေးလားတမိတော်လေးလားမင်းမင်း ။တမီးတော်လေးပါမိဖုရား။အင်မတန်လှပပါရဲ့ရှင်။တမီးတော်လေးကိုကြည့်ပြရစီ哦။ပြပါအောင်။မှန်လှပါမိဖုရား။ကိုလာလွေဆေးလာဖွားပြီးနောက်မှာတော့တမီးတော်လေးမျက်နှာကိုမြင်ရပြီ။မဲမင်းကိုရောလူကလေးလေးမွေးပြီလား။မှန်လှပါဖုရား။ကြမ်းကြမ်းမာမာနဲ့မွေးပါပြီဖုရား။တမီးတော်လေးပါမောင်တော်တမီးတော်လေးကိုချီးပေးရစီဦးမှန်လားပါမောင်တော်တမီးတော်လေးကတကယ်ကိုလှပပေးတာပဲ တမီတော်လေးကိုအလိမ်မာလို့အမိပေးတော်မူမယ်။မေမေတမီတော်လေးမျက်နှာရှစ်တောင်ပုံစံလေးကပါလေ။ဘလို့ဖြစ်ရတာလေ။အိုးအဲ့ဒါလား။ဒါကမွေးရပါအမတ်ကလေးပါဗျာ။အဲ့ဒီအမတ်ကပါအတိပဲလေ။ကဲဒီမှာနမိတ်ဖက်ဆရာကြီးကိုခေါ်လိုက်ပါလားမောင်နော်။ရောက်လာပြီလားမောင်မေ။မှန်လားပါဗျာ။ကိုယ်တော်တမီတော်လေးမှာရက်တောင်ပေါ်အမတ်ကလေးပါလာတယ်။အဲ့ဒီအမတ်အကြောင်းပြောပြပါဦး။ ရတမုံအမန်နဲ့မွေးဖွားလာသူကတန်းခံတွေအရာတော့အလွန်စွာအားကြီးသူလို့ဖော်ပြထားပါတယ်ဖေ။အဲဒီရတောင်ကမင်းသမီးလေးရဲ့ဝိညာဉ်လက်နဲ့ဖြစ်နေကြောင်းပါဖေ။ကိုရောသမီးတော်လေးကစွာအားကြီးသူဆိုတာတကယ်ပဲလားမောင်မေ။တကယ်ပါဖေ။ဒီလိုနဲ့ပဲမင်းသမီးလေးကိုပြုစုဆောင်ရှောက်လာလိုက်တာ16နှစ်အရွယ်ကိုတောင်ရှောက်လာတဲ့။ဒီနေ့မှတော့မင်းသမီးလေးဟာရုတ်တရက်အမေလေးသွားပြီးလုံးဝပြန်နိုးမလာတော့ဘူးလေကွယ်။ ။ဘယင်ကြီးနဲ့မိဖုရားကြီးလေးစိုးရိမ်သွားတာပေါ့။သမီးတော်လေးဘလို့ခင်ရတာလဲ။တော်ဝင်သမားတော်တွေတောင်ကိုသာမပေးနိုင်ဘူးလား။ခြင်နိုင်မယ်ဆိုရင် သမီးတော်နဲ့နေရာချင်းသာလဲလိုက်ချင်တော့တယ်။အမတော်ရဲ့အဲ့ဒီလိုမပြောပါနဲ့။သမီးတော်လေးအစီမီသွားမှာပါ။သမီးတော်လေးသာတခုခုဖြစ်သွားရင်မောင်တော်နဲ့နှမတော်လေးရှည်ဆက်ပြက်ပြီ။သမီးတော်လေးမေးလဲရတဲ့ယောဂါရဲ့စင်းမြစ်ကိုရှာပြီးမောင်တော်ကုသပေးပါမယ်ကွယ်။ပစိုးရင်မှနဲ့တော့ တမီးတော်လေးကိုလုံးဝအဆုံးရှုံးမခံနိုင်ဘူးမောင်နော်။ကဲပါတမီးတော်လေးနားပါစေဦးနှမတို့ရေ။နန်းဆောင်ကိုပြန်ချဆိုလီ။ကောင်းပါပြီမောင်နော်။ဘယင်းနဲ့မိဖုရားထွက်သွားတဲ့အခါမှာတော့မုံဆန်တဲ့ဖြည့်ရက်တစ်ခုဖြစ်ပေါ်လီတဲ့။မင်းသမီးလေးရဲ့မွေးရပါအမတ်လေးဟာရွှေရောင်တွေတောက်ပါလာပြီးလှပတဲ့ရတောင်လေးတစ်ခုဖြစ်သွားလီလေ။ပြီးတော့မင်းသမီးလေးလည်းတတိပြန်လေလာတော့တဲ့။ငါဘလို့လို့အရင်အပြစ်ဖြစ်နေရတာလေ။ ခုနကမှနွမ်းနေလို့ပြီးမိလေကျသွားတာလေရုတ်တရက်ရတောင်လေးဟာလေထဲမှာပြန်ဝဲပြီးမင်းသမီးလေးရှိကိုယောက်လာတဲ့။အိုးဒီရတောင်ကတိတ်ထူးဆန်းတာပဲ။ဖခင်ကြီးဘလို့ပါလဲ။ကျွန်တော်ကမင်းသမီးလေးရဲ့စိတ်ဝိညာဉ်လက်နက်ပဲ။ကျွန်တော်ကိုအတိအမဲ့ပြုပေးပါ။မင်းသမီးလေးလိုချင်တာမှန်သမျှရစေရပါမယ်။အတဲကဘာလို့လဲ။ဘဲကလာတာလေ။ဘာလို့ရတောင်ဖြစ်နေရတာလဲ။ဘာဖြစ်လို့လေထဲမှာပြန်နိုင်ရတာလဲ။ ရှုံတော့မယုံနိုင်တော့ဘူးမင်းသမီးလေးဟာအရင်ဘဝကနတ်သမီးတပါးပါကျင်းစာတစ်ခုကြောင့်နတ်သက်ကြွေပြီးလူပြည်မှာလူသားလာဖြစ်ရတာဒါပေမဲ့အစွမ်းအလုံးကြီးတာကြောင့်ဘယင်ကြီးရဲ့သမီးတော်အဖြစ်ဝင်စားပြီးလူသားတွေကိုကဲတင်ရမယ့်အကန့်ကြမ္မာဖြစ်ပေါ်လာတာပဲအတင်းဆုံလို့တာကအတင်းကိုကြိုက်တဲ့အချိန်ကြိုက်တယ်လို့သုံးနိုင်နေပေါ့ဘယ်နေရာမှာမဆိုပေါ့ဟုတ်လားမှန်ပါတယ်မင်းသမီးလေး ဒါဆိုရင်လေဒီကဘာပေါ်ကတို့ရဲ့တာဝန်ကိုတို့ထမ်းဆောင်မှုဆန္ဒရှိပါရဲ့။ကောင်းပါပြီမင်းသမီးလေး။ဒါဆိုရင်ကျွန်တော်ရဲ့နေရာကိုကျွန်တော်ပြန်တော့မယ်။ကျွန်တော်ကိုလိုအပ်ရင် ရွှေရက်တောင်ရည်လို့ခေါ်လိုက်ရုံပါပဲ။ကျွန်တော်ချက်ချင်းထွက်လာပါမယ်။စကားပြောပြီးတဲ့နောက်မှာရက်တောင်လေးလည်းမင်းသမီးလေးကိုပေါ်မှာအမတ်အဖြစ်ပြန်နေသွားတော့တဲ့။မင်းသမီးလေးလည်းသူ့ခမီးတော်နဲ့မဲတော်ကိုအကြောင်းဆုံးပြောပြဖို့ထွက်လာခဲ့တဲ့။ပေါင်းတော့ ။မမတော်တော့သမီးတော်လေးကိုတိတ်ဆိတ်ပူရဲ။မောင်တော်တို့သမီးတော်လေးကိုပြန်ကောင်းအောင်ကူပေးပါမေကွာ။ခမီးတော်နေမဲတော့ဟင်သမီးတော်လေးသမီးတော်လေးတတိယလာပြီ။ကောင်းလိုက်တာ။သမီးတော်နေကောင်းသွားပါပြီမဲတော့။ဒါကဘုရားသခင်စောင့်မတာပဲ။ခုနကမှခမီးတော်နေမဲတော့သမီးတော်ကိုလာကြည့်သေးတယ်။အဲဒီတော့ကတော့သမီးတော်လေးကတတိမိနေတော့မှဘလို့လို့ပြီးဒီလောက်မြန်မြန်တတိရလာတာလေ ။သမီးတို့ကိုလာကိုကြီးရဲ့ရွှေရက်တောင်လေးကြောင့်မရက်တောင်လို့ပြောလိုက်တာလား။ဘလို့အရာမျိုးလဲသမီးတို့။ကံကြမ္မာနမိတ်ဖက်ဆရာကြီးဟောတဲ့အရာတော့သမီးတို့လေးဟာအလွန်စားကြည့်သူရဲ့လေ။အဲဒီရက်တောင်ကသမီးတို့လေးရဲ့ဝိညာဉ်လမ်းနဲ့ဆိုတာဖြစ်မဲ့ချင်းနေ။ကောင်းလေးစွာသမီးတို့လေး။ဒါဆိုရင်တိုင်းသူပြည်သားတွေကိုကုညီဖို့အတက်နိုင်ဆုံးစူးစမ်းပါ။ဟုတ်ပြီတမတော်။ဒါပေမဲ့လူတွေကိုကူညီရင်သမီးတော်လေးပြေးမှန်းမှာဆိုရင် လူတွေကိုဂူကြီးရမှာတမီးတော်ကြီးနေပါတယ်မဲတော်နဲ့ခမီးတော်တမီးတော်လေးသဘောပါပဲကွယ်ဘုရားသခင်စောင့်ရှောက်ပါစေကွယ်တမီးတော်လေးရဲ့တာဝန်တွေအမြဲဆုံးပြီးမြောက်ပါစေရှင်ကဒါကျမကိုအစိုးရင်လို့နဲ့ပြောနေတာအခုမိုးရာသီရောက်နေရတော့မိုးကမရောက်ဘူးရှင်ရီရှင်ကရှင်ရီလည်းကုန်ပြီတီးနံပင်တွေလည်းတိတ်ကုန်ပြီဘလို့လောက်ကြမလဲငါလေးစိတ်ပူတာပါပဲဟာစိုက်ပြိုးစရာရှိမရှိုံနဲ့မကောက် တောက်စရာသုံးစရာရှိကိုမရှိတော့တာငါတို့တော့ဒီကက်ဆိုးမှာတေးကြရတော့မယ်တဆိုကျမတို့တခြားတိုင်းပြည်စီသွားဆိုလီဒီမှာဆက်နေရင်တေးမှာပဲဖယားကြီးဒါကငါတို့ရဲ့မွေးရမြေးလီမင်းကဘယ်ဟိုသွားခြင်းသေးတာလေငါတို့ဘယ်မှမသွားခြင်းဘူးဒီလိုမျိုးရေပြက်လက်နေတာကြီးကို ကျမတို့ဘယ်လိုလုပ်ကြမလဲခဏစောင့်ကြည့်ပါအောင်ကွာအိုးရွာရင်ရွာလာမှာပါဘိုးရာဒီကြီးမိုးမရဘူးဆိုတော့ငါမယုံဘူး ဒါဆိုလည်းရှင်ပြောသလိုပဲစောင့်မယ်တော့ရှင်နဲ့စားနဲ့ရိတ်ခါပြက်လက်မှုကိုဘယင်းကြီးကြားသိပြီး အမှုတန်းတွေကို ရှင်နဲ့စားနဲ့ရိတ်ခါတွေဝေစီတဲ့အရှင်မင်းကြီးကျွန်တော်မျိုးကိုဘာကြောင့်အခေါ်တော်ရှိရတာပါလဲဖေဟာပြည်သူပြည်သားတွေအငက်ပေးကြုံနေရတာကိုတော်မျက်စိမိတ်မထားနိုင်ဘူးရှင်နဲ့စားနဲ့ရိတ်ခါတွေပြည်သူပြည်သားတိုင်းကို ဝေပေးလိုက်ပါအမကြီးမှန်လားပါဖေဟာ ဒီလိုသာမိုးဆက်ခေါင်းနေမယ်ဆိုရင်နှမတော်တို့ဘာလုပ်ကြမလဲနန်းတော်တွေကရိတ်ခါတွေကလည်းအချိန်ကြာကြီးခံမှာမဟုတ်ဘူးအဲ့ဒီပြေတနာကိုနောက်မှရှင်းမေးအခုတော့အငတ်ဘေးကိုပြေးလဲအောင်အရင်လောက်ရမေးခမီးတော်မေးတော်သမီးတော်တို့လုံလုံလောက်လောက်မထောက်ပံ့နိုင်မှာစိုးတာကြောင့်သမီးတော်ကိုယ်တိုင်နန်းပြင်ထွက်ပြီးကုညီပေးရစေ။သမီးတော်ကဘလို့ကုညီဖို့လဲ။မတော်ပါနဲ့သမီးတော်လေးရဲ့။သမီးတော်မှာစိတ်ဝိညာဉ်လက်နဲ့ရှိတာပေးနေကြပြီလား။ အဲ့ဒီရတောင်လေးကဒီမိုးခေါမှုကိုဖြည့်ရှင်းပေးနိုင်မှာပါ။ကောင်းပြီ။သမီးတို့ရဲ့အစွမ်းတွေနဲ့လူတွေကိုကူညီဖို့အချိန်ရောက်ပြီ။ကိုကိုကိုဂယုဆိုင်နော်သမီးတို့။နှံလာပါခမီးတို့နဲ့မေရော။မင်းသမီးလေးနဲ့မိဘနှစ်ပါးထံကအခွင့်ပြုချက်ရသွားပြီးတော့ညဘက်ရောက်တဲ့အခါနန်းကြီးကိုထွက်လာပြီးရတောင်လေးရဲ့အစွမ်းကိုတုံမှုလုပ်တဲ့။ရွှေရတောင်လေးကြီးမင်းရဲ့အစွမ်းနဲ့တို့ကူညီရတော့မေထွက်ခဲ့ပါတော့။ အဲ့ဒီချိန်မှာရွှေရောင်အလင်းတွေတောက်ပါလာပြီးရွှေရက်တောင်လေးလေးပေါ်ထွက်လာတော့တယ်။မင်းသမီးလေးလေးရက်တောင်လေးကိုကိုင်ပြီးတော့ပြောလိုက်တဲ့။ရွှေရက်တောင်လေးကြီးခတရာပြည်သူပြည်သားတွေကမိုးကောင်ရေရှားမှုကိုခံစားနေရတယ်။တောက်စရာရေရောစိုက်ပျိုးစရာပါမရှိတော့ဘူး။ရွှေရက်တောင်လေးရဲ့အစွမ်းနဲ့မိုးရအောင်လုပ်ပေးပါ။အဲ့ဒါမှပြည်သူပြည်သားတွေလည်းစိတ်ချမ်းသာနိုင်မှာ။မင်းသမီးလေးလေးစူတောင်းပြီးရက်တောင်ကိုသုံးချိန်ဝေရမ်းလိုက်တဲ့။မောဆန်စွာနဲ့ပဲကောင်းငင်ကြီးကနေ တိမ်မဲတွေအုံလိုက်တက်လာပြီးတော့လျက်စည်းတွေနဲ့မိုးတွေချင်းကဘောပေါက်တွေစလာတော့တယ်။ဘယင်ကြီးမိဖုရားကြီးနဲ့အမတ်တွေလည်းအံ့အားတက်ပြီးတော့ပျော်ရွှင်သွားကြပြီးတော့တည်းမိုးရလာပြီမိုးရပြီတကယ်မိုးရလာပြီဟုတ်တယ်နောက်ဆုံးတော့မိုးရလာပြီသမီးတော်လေးကတော်လိုက်တာကွယ်မိုးရအောင်လုပ်ပေးနိုင်တယ်တကယ်ကိုမေးရုံနဲ့ကြရတယ်သမီးတော်လေးကတကယ်ကိုမှုန့်ဆန်တာပဲ မောင်တော်အခုကစပြီးရေအတွက်ပိုးစရာမလိုတော့ဘူးမိဖုရားနဲ့မင်းသမီးလေးတို့ပြောနေတယ်လို့တိုင်းသူပြည်သားတွေလည်းပျော်ရွှင်နေကြလိမ့်တယ်ကြောက်ကြရင်နောက်ဆုံးတော့မိုးရပြီမိုးရပြီကြောက်ကြရဲ့ကောင်းလိုက်တာမိုးရင်ရွာလာပြီစပားလေးစိုက်လို့ရပြီရေပြက်လက်မလဲပိုးစရာမလိုတော့ဘူးပျော်လိုက်တာရှင်အဲ့ဒီချိန်ကစပြီးသူတို့ရဲ့တိုင်ကြီးမှာမိုးခေါင်နဲ့ပြဿနာကိုမတုံ့ပြန်ရတော့ဘူးလေကွေ ဒါပေမဲ့လေမိုးကောင်ရေရှားပြဿနာပြီးအောင်ရှိသေးတယ်။နောက်ထပ်ကပ်ဘေးတစ်ခုကိုကြုံရပြန်တဲ့။ကတရားပြည်သူတွေဟာဝိုင်းပြဝိုင်းလျှော်ယောဂါကိုခံစားရပြီးဝိုင်းလျှော်ကစားသမျှအံ့ရင်နဲ့တည်ဆုံကုန်ကြပြန်နေ။ကိုရနဲ့တိစေးမရှိပဲအသက်တွေတည်နေကြရတာပေါ့ကွ။အမလီအဘွားအစ်င့်နေရလားနေလို့မကောင်းဘူးကွယ်အန်ဂျင်နေတယ်ဘလို့ဖြစ်တယ်မသိပါဘူးတားရင်အဘွားနေလို့ကောင်းသွားအောင်ရှင်းလင်းနေနေတောက်လိုက်ပါလား အဖွားမတော့နိုင်ပါဘူးကွယ်အဲမဲအန်ဂျင်နေတယ်ဘာမှလည်းမစားနိုင်ဘူးကဲပါဦးငါသားရင်ခန်းစားရခတ်လိုက်တာကျွန်တော်လည်းဒီလိုယောဂမျိုးကိုတသက်နဲ့တကောမကြုံဘူးသေးဘူးကျွန်တော်ဘလို့လုပ်ပေးရပါမလဲဦးလီဦးလီကျွန်တော်အမေကိုကဲပါဦးမြဘာဖြစ်လို့လဲကွအိုးကျွန်တော်လည်းမသိဘူးအကောင်ကြီးကနေအန်ဘီဝမ်းတွေရှင်းနေတာကျွန်တော်ပါလို့ရမလဲအိုးစိတ်မကောင်းပါဘူးကွာဦးလီလည်းဘလို့လုပ်ရမယ်မသိဘူး အဖွားလဲမင်းအမေလိုဖြစ်နေတာတမားတော်ဥပုလဲတိုင်းတဲ့တိုင်းစင်ဆေးလိုက်ကိုပေးပေမဲ့လဲသူတို့ဖြစ်နေတဲ့ရောဂါတွေကိုပြောက်အောင်ကုမပေးနိုင်ရှာဘူးလေသူပေးတဲ့ဆေးတွေကလဲအတုံးမဝင်ဖြစ်နေလေရှောက်ကြီးရှင်ဘလိုကြောင့်မျက်နှာညှိုးနေရတာလဲဟာဘာလို့ရမယ်မသိတော့ဘူးမိမရေတရွာလုံး OMB1 တွေရှောင်းနေကြတာကာလာဝမ်ယောဂါလို့တော့ထင်တော်ပဲဒါပေမဲ့ငါပေးတဲ့ဆေးတွေကအတုံးမဝင်ဖြစ်နေတယ် ဘာလို့ရမယ်မသိတော့ဘူးကွာဖယားကြီးအစကမိုးခေါင်နေအခုကျတော့ကာလာဝန်ဖြစ်ပြန်ပြီနေဖယားကြီးကကျမတို့ကိုတန်ခတ်နေတာများလားတော့ငါလေးမျောလင်းချက်မဲ့လာပြီလူတွေကနေတိုင်းတည်နေကြတာဒီဘုံအတိုင်းဆိုရွာကရွာပြက်ကြီးဖြစ်တော်မေမိုးခေါင်တော့ကလည်းရုတ်တရက်ကြီးမိုးတွေရွာလာတာပဲအခုလေဒီကဲယောဂါဆိုးကြီးကမိုးဆန်ဆန်နဲ့ပျောက်သွားလောက်မှာပါကျမတို့ကိုကဲမဲ့လူပေါ်လာတော့ပါရှင် မင်းပြောသလိုဖြစ်ပါစေလို့ပဲညှော်လင့်ရတာပေါ့ကွာကာလာဝန်ယောဂကပ်ပြီးအကြောင်းကိုအမတ်ကြီးထိသွားလိမ့်တယ်အမတ်ကြီးလေးဘယင်းမင်းမြတ်ထံပြန်လျှောက်တင်တာပေါ့ကွေအရှိမင်းကြီးဗျာအခုတိုင်းသူပြည်သားတွေကာလာဝန်ယောဂကပ်ပြီးကိုခံစားနေရပြန်ပါပြီဘလို့ဖြစ်ရတာလဲအမတ်ကြီးကာလာဝန်ကပ်ပြီးကြောင့်လူတွေဒုက္ခရောက်နေကြပါတယ်ဘာစင်းနေကုကုကုမရပါဘူးဖြစ်နေပါတယ်ဖေဟာဟေး ယောဂါတခုထပ်ဖြစ်ပြန်ပြီလားကွယ်အဲ့ဒါတွေမကပါဘူးဖေဟာလူတွေလည်းတနေ့ထက်တနေ့တည်လိုက်ကြတာအလောင်းတွေထက်နေပါပြီအေးဒီဘုံအတိုင်းဆိုမဖြစ်တော့ဘူးဒီလိုယောဂါမျိုးကတခါမှကြုံမှုတာမဟုတ်ဘူးဘလို့လုံးကြမလဲမောင်းတော့ခမီးတော်နေမဲတော့သမီးတော်ကိုပြည်သူပြည်သားတွေကိုကဲတင်ခွင့်ပေးပါ။ဒါပေမဲ့သူတို့ကအခုကဲယောဂါဖြစ်နေကြတယ်လေ။သမီးတော်လေးကိုကူးဆက်လိမ့်မယ်။လုံးဝမလွတ်နိုင်ဘူ တမီးတော်လေးကိုသာကူးဆက်သွားရင်ခမီးတော်တို့ရှင်ကွဲရလိမ့်မယ်။ဒါပေမဲ့တမီးတော်သွားချင်လို့ပါ။တမီးတော်ကကူးတာပေးနိုင်မယ်ထင်လို့ပါ။မသွားရဘူး။အန်ဒီရဲ့တိတ်ညားလေး။ခမီးတော်မှရှင်သွေးဆိုလို့တမီးတော်တယောက်ပဲရှိတာ။အန်ဒီရဲ့တော်ရင်မလွတ်နိုင်ဘူး။ခမီးတော်တမီးတော်မှအရာရာကိုလုပ်ပေးနိုင်စွာရှိတဲ့ရွှေရက်တောင်လေးရှိနေတာမေ့နေပြီလား။တမီးတော်သွားပေးရစေ။သူတို့ကိုကူးသားလို့ရမရပြရတာပေါ့။ မကြိုးစားပဲသမီးတော်မသိနိုင်ဘူးလေဒါဆိုလဲခမီးတော်တွားဝင့်ပေးလိုက်မယ်မောင်တော်ကဆုံးဖြတ်ပေးပြီဆိုတော့မောင်တော်သဘောပါပဲနှမတော်လည်းဘာမှမပြောတော့ပါဘူးတွားဝင့်ပေးလို့ခမီးတော်နဲ့အမေတော်ကိုကျေးဇူးတင်ပါတယ်အမကြီးတွားဖို့ပြင်ဆင်ထားပေးပါခမီးတော်နဲ့မေတော်စီကအခွင့်ပြုချက်ရတာနဲ့မင်းသမီးလေးလည်းတိုင်းသူပြည်သားတွေစီထွက်လာခဲ့လေ။မင်းသမီးလေးအသက်ရာကျော်ရှိပါစေ မင်းသမီးလေးအသက်ရာကျော်ရှိပါစေ။ထားကြပါရှင်။အယိုသေးပေးနေစရာမလိုပါဘူး။ကျမဒီကိုလာတာဒီရောမှာကုသမရတဲ့ကာလာဝန်းယောဂခံစားနေရတဲ့လူတွေရှိတယ်ဆိုလို့လာကြည့်တာပါ။ဟုတ်ပါတယ်အရှင်သမီး။ကျွန်တော်မျိုးရဲ့မတော်တခေါက်ဆေးပညာလေးနဲ့ကုသပေးပေမဲ့လေကုလို့မရကြောင်းပါ။အခုဆိုလူတွေတယောက်ပြီးတယောက်ဇက်တိုင်တည်နေကြပါပြီအရှင်သမီးဒီလိုဆိုယောဂဖြစ်နေတဲ့လူတွေရဲ့အိမ်ကိုကျမကိုခေါ်သွားပေးကြပါပန်လာပါ ။ဥပုနဲ့တော်နူလေးမင်းသမီးလေးကိုယောဂဖြစ်နေတဲ့လူတွေရှိရာကိုခေါ်သွားပေးတဲ့။ပထမဆုံးခေါ်သွားတဲ့အိမ်ကတော့အပေါင်းအိုရဲ့အိမ်ဖြစ်လေးတယ်။အိုးခေကြပါဦး။မမသိချင်သေးဘူး။ခေကြပါဦး။အဖွားရဲ့အဖွားကယောဂဆဖြစ်ကလေးကမစားနိုင်မတောက်နိုင်နဲ့အိမ်ရတဲ့လဲတော်တော့တာ။အခုဆိုအခြေအနေကအရန်ဆိုးနေပြီ။မဖြစ်ချေဘူး။အမြန်ကဲတင်ပေးမှ ဖြစ်တော့မယ်။ရွှေရက်တောင်လေးဒီကေယောဟာစိုးကြီးကနေလူတွေကိုကဲ့တင်ပေးပါဦး ဒီလိုနဲ့ပဲရွှေရောင်လေးတွေတောက်ပလာပြီးရွှေရတောင်လေးလေးပေါ်ထွက်လာတော့တဲ့မင်းသမီးလေးလေးရတောင်ကိုခိုင်ကပြောလိုက်တဲ့ကွေရွှေရတောင်လေးကြီးအပွားရဲ့ရောဂါကိုကုပေးပါဦးကွေမိုးဆန်စွာနေပဲရောဂါခံစားနေရတဲ့အပွားလေးချက်ချင်းသက်သာပြောက်ကင်းသွားတော့တယ်ထူဆန်းလိုက်တာကွေအပွားတော့အန်လေးမအန်ကြတော့ဘူးဝမ်းတွေလည်းရှောမနေတော့ဘူးတက်တာသွားပြီမင်းသမီးလေးကတကယ်ကိုနှစ်ဖျားတည်းအစွမ်းထက်တာပဲဂျေရူပါကွေ ကတိုင်းမီလုံးဒီကဘေးကလွမြောက်အောင်ကဲတင်ပေးပါမယ်။ကျေးဇူးကြီးမားလာကြောင်းမမင်းသမီးလေး။မင်းသမီးလေးရဲ့ရွှေရတောင်လေးကတိတ်ကိုအစွမ်းထက်လာပါတယ်။မင်းသမီးလေးရဲ့ကုသမှုကိုစောင့်ဆိုင်နေတဲ့တခြားယောဂါတွေရိအများကြီးရှိနေကြောင်းပါခင်ဗျာ။ဒါဆိုရင်ကျမကိုခေါ်သွားပေးပါ။ဒီနေ့လူတိုင်းကိုကဲတင်ပေးမယ်။မှန်လားပါ။တော်လို့လေမင်းသမီးလေးကိုယောဂါတွေရဲ့အိမ်ကို ခေါ်သွားပေးလေ။တောင်းရလာရခက်ခဲပေမဲ့မင်းသမီးလေးဟာတီးခန့်ရှာတဲ့ နောက်ဆုံးတော့မင်းသမီးလေးလေးလူတိုင်းကိုပျောက်ကင်းအောင်ကူတာပေးလိုက်တော့တဲ့ကွယ်လူတိုင်းကလည်းကောင်းချီးပေးခံထားရပြီးဘာပြဒနာပဲကြုံလာပါစေရွှေရတောင်လေးတုံးပြီးတော့ဖြည့်ရှင်းပေးနိုင်တဲ့မင်းသမီးလေးကိုအယောသေးပေးကြလေတဲ့မင်းသမီးလေးကြောင့်ဒီကဘေးကိုကျော်လွှမ်းနေတာပါမင်းသမီးလေးပေးတဲ့အသက်ပဲရှိပါတော့တယ်မင်းသမီးလေးဟာတကယ်ကိုနှွေးထွေးကျင်တာတက်တယ် မင်းသမီးလေးလိုကျင်းနာတဲ့ပြီးစိတ်ထားလေးလေးကောင်းပြည်သူပြည်သားတွေဒုက္ခကြုံတိုင်းကူညီပေးတဲ့တဲ့မင်းသမီးမျိုးနဲ့တိုင်းသူပြည်သားတွေကို ရှင်ဝေသားလိုဂရုစိုက်တဲ့တဲ့ဘယင်နဲ့မိဖုရားတို့ရဲ့လက်အောက်မှာနေရတာကျွန်တော်မျိုးမတို့ကုသိုလ်ကထိုးတာပါမင်းသမီးလေးကိုတိတ်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာမင်းသမီးလေးကျေးဇူးကြောင့်သာကျွန်တော်မျိုးတို့စိတ်အေးချမ်းရတာပါရပါတယ်ရှင်ပါကဲပြီးပြီကြုံလာကြုံလာကျမရောခမရောတို့ရောကအငြေးကူညီပေးနေမှာပါ တိုင်းသူပြည်သားတွေကိုကူတာပေးပြီးတဲ့နောက်မှာမင်းသမီးလေးဟာလည်းနန်းတော်စီကိုပြန်ခဲ့တော်တယ်။သူခမီးတော်နဲ့မဲတော်ဖြစ်သူကိုသူ့မှကြုံခဲ့တာတွေကိုပြန်ပြောပြလေးတဲ့။ခမီးတော်နဲ့မဲတော်ကာလာဝန်ယောဂခန်းစားနေရသူတွေကိုသမီးတော်ကူတာပေးခဲ့ပါပြီ။ကောင်းလီစွာသမီးတော်သမီးတော်ဟာတကယ်ကိုနတ်ဖရာတွေရဲ့အကောင်းကြီးနဲ့မွေးဖွားလာသူပဲ။သမီးတော်ကတိုင်းသူပြည်သားတွေကိုအချိန်တိုင်းမှာကဲတင်နိုင်ခဲ့ရင်ခမီးတော်သမီးတော်လေးရဲ့အတွက်တိတ်ကိုခုံယူပါရယ်ကွယ်။ မေတော်သမီးတော်လေးကလူသားတွေကိုကဲတင်မှုနဲ့တက်ကျွေးလာတဲ့နတ်သမီးလေးပဲဖြစ်ရမယ်။ရွှေရတောင်လေးကို မကောင်းတဲ့နေရာမှာအသုံးမချနဲ့တော့သမီးတော်လေး။မှန်လားပါခမီးတော်နဲ့မေတော်။သမီးတော်ရွှေရတောင်လေးကို လူတွေကိုဒုက္ခပေးတဲ့နေရာမှာ လုံးဝမသုံးဘူးလို့ခရီးပေးပါတယ်။ဒုက္ခရောက်နေတဲ့လူတွေကိုကဲတင်တဲ့နေရာမှာပဲအသုံးပြုပါမယ်။ကောင်းလီစွာတော်ဝီရဲ့သမီးတော်။မှန်လားပါခမီးတော်။ အဲ့ဒီချိန်ကစပြီးမင်းသမီးလေးဟာရွှေရတောင်လေးအစနဲ့ဘေးဒုက္ခတွေကိုဖြေရှင်းပေးလေတဲ့ခမီးတော်ရဲ့တန်းကြီးရေးတွေကိုလည်းကူညီပေးရှာတာပေါ့ကွယ်ရန်သူတွေကလည်းတိုင်းပြည်ကိုမကျူးကျော်ရဲကြတော့ပဲသူတို့တိုင်းပြည်ကြီးရဲ့အေးချမ်းတရားစီပင်ဝါဖြိုးလေးရဲ့ရှိလေတော့တဲ့ကွယ်ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်